ကျွန်တော် contact player 8ကိုစောက်ဖွင့်တဲ့ချိန်မှာဒီပုံစံလေးပေါ်မယ်ဒါကတော့ S Action Strike ကကျွန်တော် install လုပ်ထားလို့ပေါ်နေတာသူ original ဆိုရင်တော့ဒီ PNO UNO ဆိုတဲ့ဟာလေးတစ်ခုပဲပေါ်ပါမယ်အဲ့တော့ဒီ library ကိုကျွန်တော်ဆွဲထည့်မယ်ဆိုရင်ကျွန်တော်ဒီ library ကိုပဲတစ်ချက်နှိပ်လိုက်ပါအပေါ်က contact file library view ဆိုတာရှိတယ် library ကိုနှိပ်လိုက်နှိပ်လိုက်ဒီမှာ library မရှိသေးဘူးကျွန်တော်ရိုးရှင်းရှင်းလွယ်ကူအောင် file ကိုနှိပ်လိုက်မယ် file မှာ ကျွန်တော် content library တော့ရှိထားမှာပေါ့နော်ကျွန်တော်ဆက်မှာကျွန်တော် computer ထဲမှာကျွန်တော်ကျွန်တော်တင်ထားတဲ့ new 4tv တွေက music program music program တွေကမှာကျွန်တော်တင်ထားတဲ့ content content ထဲမှာဒီမှာ library ရှိတယ် library ကိုဖွင့်လိုက်မယ်အဲ့ထက် action strike ဆိုတဲ့လေးအောက်မှာပေါ်လာပြီအဲ့ကောင်ညာနှစ်ချက်နှိပ်မယ်အဲ့ထက် instrument ဆိုတာကိုတက်ဖွင့်မယ်အပေါ်ဆုံးဟာလေးကိုနှစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ action strike ဆိုပြီးပေါ်လာတယ်ဒါလေးကိုတစ်ချက်စမ်းကြည့်မယ် action strike လေးဆိုရင်တော်တော်ကောင်းပါတယ်ကျွန်တော် action ဇက်ကားတွေဆိုရင်နောက်ခံ background နေနဲ့အရင်မိုက်တယ်ဒီနောက်တစ်ခုလည်းနှိပ်ကြည့်လိုက်နောက်တစ်ခုထပ်ပေါ်လာမယ် ီမှာအောက်မှာတစ်ခုရှိသေးတယ်ဒီအောင်လဲနှစ်ချက်နေထပ်ပေါ်လာမယ်ညနေရှိသွားလို့လေရတယ် ဒီလိုခေါ်ပြီးတော့ကျွန်တော်သုံးလို့ရတယ်။နောက် library တစ်ခုကိုကျွန်တော်ခေါ်ကြည့်လိုက်မယ်။ဒီက session guitarist တွေက instrument တွေက stamp acoustics တွေဟာလေးကိုနှစ်ချက်နှိပ်လိုက်မယ်။ဒီ library ကြည့်ကြည့်သလို loading လေးတွေကြာလာရှိတယ်။အဲ့ loading လေးတွေကိုတော့စောင့်ဝေးရမယ်။ ဒီတဲက12 string ကိုခေါ်ထည့်လိုက်တာနောက် 6th string ကိုကျွန်တော်ခေါ်ကြည့်မယ်ဒီကောင်ကိုပဲနှစ်ချက်ထပ်နေမယ်လိုပဲ loading လုပ်ပြီးတော့သူဒီတဲကိုဆွဲထည့်ပေးလိမ့်မယ်နောက်တစ်မျိုးထပ်ပေါ်လာပြီဒီမှာနှိပ်ကြည့်မယ် ဒါကတော့ဒီ file အောက်ကနေပြီးတော့ကိုတင်းထားတဲ့နေရာကိုဒါလိုက်သွားပြီးတော့ခေါ်ထည့်တဲ့နေပါနောက်တစ်ခုဒီ file အောက်ကနေပြီးတော့ကျွန်တော် log ကနေပြီးတော့လည်းခေါ်လို့ရပါတယ်ဒီ log ကိုနှိပ်လိုက်မယ်ဒီထဲက Yamaha Motif တွေက Acoustic PN ကိုခေါ်လိုက်မယ် Full Grand ဒီကောပြန်ပိတ်လိုက်မယ်ပထမဟာကိုတော့ပြန်ပိတ်ပေးရမယ်ဒီမှာ Full Grand ဆိုပြီးပေါ်လာပြီဒါကတော့တနည်းပါ ဒါ file ကနေပြီးတော့ log ကနေခေါ်ရနေပါ။နောက်ဒီ library ကနေပြီးတော့ manage library ကိုနှိပ်ပြီးတော့လဲ launch library 2ကိုနှိပ်နှိပ်ပြီးတော့ခေါ်ထည့်လို့ရပါတယ်။ဒီမှာ contact library 2ဆိုပြီးဒီဟောင်းလေးပေါ်လာမယ်။ added library ကိုနှိပ်လိုက်။ user account control ပေါ်လာရင် yes ပဲနှိပ်။ဒီပေါ်လာတဲ့ box ထဲမှာ action strike ကိုကျွန်တော်ပြန်ရွေးကြည့်မယ်။ okay နှိပ်လိုက်မယ်။ဒီမှာ one library successfully registered ဆိုပြီးတော့ changes with take effect the next time you launch contest ဆိုပြီးပေါ်တယ် okay နေလိုက်ဒီမှာဒီကောင်ပေါ်နေပြီပေးလိုက်ဒီ library ကခေါ်ထည့်တာလေးကတော့ကျွန်တော်အရင်တော့အဆင်ပြေတယ်ဒီမှာ action strike တွေ session guitarist တွေခေါ်တာခေါ်လို့ရတယ်ဒီအခုကျွန်တော် tutorial ပြန်လုပ်ပြမှာပဲကျွန်တော်အချင်းဟာတွေပြန်ရှင်းပြီးခေါ်တာခေါ်မရအောင်ဖြစ်နေတယ်လောတဲ့ library ကနေခေါ်ထည့်တဲ့ဟာကျွန်တော်ရှိမှ error တက်နေလို့ကျွန်တော်အဖြေရှာပြီးမှတတ်တတ်ပြီးလုပ်ပြီးထပ်တင်ပေးမယ် လောလောဆယ်ဒီဖိုင်အောက်ကကိုသိမ်းထားတဲ့နေရာကိုတိုက်ရိုက်သွားပြီးတော့ instrument file နေခေါ်ထည့်မယ် instrument file နေတန်း ခေါ်ထည့်လို့ရတယ်နော်ဒီဖိုင်ကနေပြီးတော့လောက်ကနေပြီးတော့ကိုခေါ်ခြင်းတဲ့ကောင်ကိုခေါ်ထည့်လို့ရတယ်ဥပမာတော့ organ အဲ့လိုမျိုးခေါ်ထည့်လို့ရတယ်တော့ဒီနှစ်နည်းနဲ့တော်တော်အဆင်ပြေပါတယ် လိုင်ဘရီကနေခေါ်တဲ့ဟာကိုကျွန်တော်အဖြေရှာပြီးတော့မှတသက်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော်ကွန်မန့်မှာမေးထားလို့ရပါတယ်။ကျွန်တော်လိုအပ်ရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။